လောကလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ကိုယ့်ရဲ့ချစ်တူဒါမှမဟုတ်ကိုယ့်ရဲ့ကောင်းကလေးရဲ့ Facebook password ကိုကျွန်တော်တို့အလွယ်တကူဘယ်လိုကြည့်လို့ရမလဲဆိုတဲ့နီလန်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်ဒီနီလန်းလေးကတော့လူအမှ၃မှမလူအရင်မ၃မှနဲ့ကျွန်တော်လည်းနီးပညာအရာပြောပြခြင်းဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးမစခင်ခုမှ channel ကိုအတိတ်ရောက်လာကြတဲ့မိတ်ဆွေတွေလည်း channel လေးကို like subscribe လုပ်ဖို့အတွက်မမေ့ကြပါနဲ့လို့တောင်းဆိုချင်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ video ဖက်ကို drop like ပါမယ်နော်။ပထမဆုံးလုပ်ရမယ့်ဟာလေးကတော့နော်သူရဲ့ Google account ထဲကိုကျွန်တော်တို့ဝင်ရပါမယ်နော်။ Okay ကျွန်တော်တို့ရဲ့သူရဲ့ Google account ထဲဝင်ပြီးပါလို့ရှိရင်နော် ဒီနေရာမှာကျွန်တော်တို့ security ဆိုတဲ့နေရာလေးကိုတွားဖို့လိုပါတယ် security ဆိုတဲ့နေရာတွားပြီးပြီဆိုရင်ကျွန်တော်တို့အောက်လေးကိုနည်းနည်းဆွဲချလိုက်ပါတော့ Okay ကျွန်တော်အောက်လေးဆွဲချပြီးလို့ရှိရင်ဒီနေရာမှာ password manager ဆိုတဲ့ဥစားကျွန်တော်တို့နော်တွေ့ရှိရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အဲ့ဒီ password manager ထဲကိုကျွန်တော်ဝင်လိုက်ပါမယ်နော်အဲ့ဒါလေးပြီးလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ facebook.com ဆိုတဲ့နေရာကို တွေ့ရှိရမှာဖြစ်တာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့လည်းဒီရဲ့ facebook.com ဆိုတဲ့နေရာထဲကိုကျွန်တော်ဝင်လိုက်ပါမယ်နော် အဲ့လိုကျွန်တော်ဝင်ပြီးတော့ရင်ဒီညမှာ line ကောင်းရင် ကောင်းတယ်လို့ညမှာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီညလေးကိုရောက်သွားပြီပေါ့နော်ဒီညရောက်သွားပြီးရင် သူအရင်က ပြောင်းထားတဲ့နော်အရင်ကထားထားတဲ့ Facebook password တွေအခုအစ်စ်ပြောင်းထားတဲ့ password တွေကိုဒါကျွန်တော်တို့ကောင်းကောင်းမြင်ရမှာပဲဖြစ်တာပေါ့နော်ဒီညမှာဆိုရင်ကျွန်တော်အခုဒီပြထားတဲ့ဇာတ်ကွက်ထဲမှာဒီမျက်စိပုံလေးရှိတာပေါ့နော်အဲ့မျက်စိပုံလေးကိုကျွန်တော်တို့ဒါနှိပ်လိုက်မယ်ဆိုရင်တော့သူရဲ့ Facebook password ကိုကျွန်တော်တို့အလွယ်တကူဒါကြည့်လို့ရတာဖြစ်တာပေါ့နော်ဒါဆို ဒီနည်းနဲ့လေးရကျွန်တော်တို့နော်လူအမတုံးဖို့နော်မလိုအဲ့ရမတုံးပါနဲ့လို့တောင်းဆိုချင်ပါတယ်နော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုချိန်နေတတ်တယ်ဆိုရင်တော့နော်ဗီဒီယိုလေးကို like လုပ်ပြီးမှ channel လေးကိုလည်း subscribe လုပ်ထားပေးဖို့မမေ့ကြပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye